ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့မစားရတာကြားပြီဖြစ်တယ်ဒိုဟူးကြော်လေးစားချင်တာနဲ့ဒိုဟူးကိုအိမ်မှာကိုယ်တည်းကကောင်းလေးကြိုပြီးတော့အလွယ်ကျော်စားဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ဒိုဟူးကြော်နဲ့အရင်လိုက်ဖက်တဲ့အချင်းဆက်နေလေးပါပြောပြထားပါရယ်နော်ကဲဒါဆိုလုံနေလေးကိုသိရအောင်ဖြည့်ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါဦးရှင်ဒိုဟူးကြိုရန်တွဲဖြိုးဟာပဲအစိမ့်မှုကိုနှုတ်စီဘူးနဲ့နှဘူးစာကိုတုံထားပါရယ်နော်အရင်ဦးဆုံးခွက်တလုံးထဲကိုပဲအစိမ့်မှုနှုတ်စီဘူးနဲ့နှဘူးစာလောက်ကို က်ပေးလိုက်ပါတယ်။အရသာအတွက်ကတော့စားလေးနှဲငယ်၊အသားမုန့်နှဲငယ်နဲ့အရောင်လေးလှစေရန်အတွက်စနင်းမုန့်လေးနှဲငယ်ကိုထက်ပေးလိုက်ပါတယ်။ဒီနေရာမှာအသားမုန့်ကမကြိုက်ရင်မထက်လည်းရပါရဲ့နော်။ပြီးရနဲ့ရေကိုနည်းနည်းချစ်စီထက်သွားပေးလိုက်ပါတယ်။ဒီမှာဆိုလို့ရှိရင်ဖြိုးသုံးထားတာဖဲစိမ့်မုန့်တစ်စားရေနှစ်စားပေါ့နော်။ဖဲစိမ့်မုန့်ကဒီနုစီဘူးနဲ့နှစ်ဘူးစားဆိုလို့ရှိရင်ဖြိုးတို့ရေကိုနုစီဘူးနဲ့လေးဘူးစားလို့ထက်ပေးရမှာဖြစ်ပါရဲ့နော်။ဒါမှမဟုတ်ဖြိုးကဒီခွက်ထဲကိုရေကိုနုစီဘူးနဲ့သုံးဘူးစားကိုထက်ပေးလိုက်တယ်။ပြီးရနဲ့အားလုံးနှက်တော့အောင်ဝေးပေး လိုက်တယ်ပေါ့နော် လုံးဝနှက်သွားပြီဆိုတာနဲ့ဖြူကအိုးတလုံးထဲကိုရေကိုနှုတ်စီပူနဲ့တပိုးစာလောက်ကိုထည့်ပြီးတော့ပပွက်ဆူလာတဲ့အထိတဲသွားပေးလိုက်ပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်တော့ဖြိုးထက်သွားလိုက်တာစုစုပေါင်းရေနှုတ်စီပူနဲ့လေးပူစာပဲဖြစ်ပါတယ်နော်ရေမျိုးလည်းပပွက်ဆူနေပြီဆိုလို့ရှိရင်တော့ဖြူတို့ခဏကဖြော်ထားတဲ့ပဲအနစ်ကိုဒီအိုးထဲကိုစကားနဲ့ဆစ်ချပေးလိုက်မယ်ပြီးရင်တော့အားလုံးကိုနှက်သွားအောင်ပေါ့နော်ဖြူတို့မှုသွားပေးလိုက်ပါမယ်ရှင်ဒီနေရာမှာဆိုလို့ရှိရင်တော့ဖြူတို့ဆက်တိုက်လေးပေါ့နော်အဆက်ပြက်လေးမှုသွားပေးရမှာဖြစ်ပါတယ်နော် ဒီမွေတဲ့ချိန်မှာဆိုလို့ရှိရင်ဖြိုးကမီးအလက်လက်နေထားလေးနဲ့ပဲပဲအနှစ်လေးကပေါ့နော်လုံးဝတူဟူသားလေးဖြစ်လာတဲ့အထိမွေသွားပေးလိုက်ပါရရှင်။ကြာချိန်ဆိုလို့ရှိရင်တော့မိနစ်20လောက်ရှိပါတယ်နော်။ဖြူရတော့တူဟူသားလေးကိုပြပြခက်ခဲလေးဖြစ်ပြီးတော့ပဲအစိမ့်နဲ့လေးပြောက်သွားတဲ့အထိမှွေသွားပေးလိုက်ပါတယ်။ အခုလိုမျိုးလေးနည်းနည်းလေးပြစ်လာပြီဆိုတော့သူ့ရဲ့ကိုဖြိုးပါစီထမင်းစားစုံနဲ့သုံးစုံစားလောက်ကိုထည့်ပေးလိုက်ပါတယ်စီကိုတော့ဖြိုးပါရိုးရိုးဟင်းချက်တက်စီကိုပဲတုံထားပါရနော်ပြီးရင်တော့ဆက်ပြီးတော့မှုသွားပေးလိုက်ပါမယ်ရှင်တဟိုးသားလေးတွေကလုံးဝပြစ်ခဲပြီးတော့ပေါ့နော်ဘယ်အဆက်နဲ့လေးပျောက်သွားတဲ့အထိကြိုးသွားပေးလိုက်ပါတယ် ဖြိုခူးလောက်ပြထားတဲ့ချိုးစားဆိုလို့ရှိရင်အရန်ကိုကောင်းတဲ့တူဟုလေးရမှာဖြစ်ပါတယ်နော်သူရဲ့အသားကဆိုလို့ရှိရင်တအားလည်းမမာဘူးတအားလည်းမပြော့ဘူးပေါ့နော်အရန်ကိုကောင်းပါတယ်ဖြိုကတော့ဒီမှာပဲစိတ်မနှထုတ်ကိုတုံထားတယ်ပေါ့နော်ဒီနေဟာဆိုလို့ရှိရင်နော်ဖြိုတို့တဝက်ကိုကြောတဝက်ကိုတုတ်စားမယ်ဆိုလည်းရပါတယ်နော်အများကြီးရပါတယ်ရှင် ကယ်ဖြိုးတို့ချိုးသွားလိုက်တာတူဟူသားလေးရလည်းလုံးဝပြစ်ပြီးပေါ့နော်ဘယ်အစိမ့်နဲ့လေးတွေပျောက်ပြီးတော့အနှက်လေးလည်းမွေးလာပြီဆိုလို့ရှိရင်တော့ရပါပြီနော်ဒီနေ့ဟာဆိုလို့ရှိရင်တော့သူ့ကိုဖြိုးတို့ဘန်လေးထဲကိုထည့်ပေးရမှာဖြစ်ပါတယ်ဘန်လေးမှလည်းဖြိုးတို့ကဒီစီလေးကိုအစင်သေးတုတ်ထားပေးရမှာဖြစ်ပါတယ်နော်ကဲပြီးရင်တော့ဖြိုးတို့စီတုတ်ထားပြီးသားဘန်လေးထဲကိုဒီတူဟူနှစ်လေးတွေကိုထည့်ပေးလိုက်မယ်ထည့်ပေးရတဲ့ဖြိုးကဒီညနေပြည့်လေးတွေညီသွားအောင်ပေါ့နော်အခုလိုမျိုးလေးညှိပြီးတော့၃လေးချလောက်ပေါ့နော်စောင့်ပေးလိုက်ပါတယ်ရှင်ထဲမှာလေးမခိုးရအောင်ပေါ့နော် ပြီးရင်တော့သူ့ကိုလုံးဝအေးပြီးတော့ခဲသွားတဲ့အထိအေးခံထားပေးလိုက်ပါမယ်နော်တို့ဟုအေးခံထားရင်းနဲ့ဖြူတို့အချင်းရင်လေးလာလောက်ပေးလိုက်ပါမယ်ပထမဆုံးဖြူကအိုးတလုံးထဲကိုတကြားထမင်းစားစွန်းရဲ့တဝက်စာလောက်ကိုထည့်ပေးလိုက်ပါတယ်ပြီးတော့ရေလေးနှင်းငယ်ကိုထည့်ပေးတာနဲ့မကြီးမဲ့ရေကိုပေါ့နော်ဖြော်ထားပေးတဲ့မကြီးမဲ့ရေကိုဖြူတို့ကိုလိုအပ်တဲ့လောက်ထည့်ပေးလိုက်မယ်ပြီးရင်တော့ပပွက်ဆူလာတဲ့အထိတဲသွားပေးလိုက်ပါမယ်နော်ပုံမှန်ဆိုလို့ရှိရင်ဒီနေရာမှာထညက်ကိုတုံးကြတယ်ပေါ့နော်ဖြူကထညက်မရှိတာနဲ့အိမ်မှာရှိတဲ့တကြားလေးနဲ့ပဲကြိုထားပေးလိုက်ပါတယ် ယ်ဒီနီးလျတဲ့အရန်ကိုစားလို့ကောင်းပါရဲ့နော်တူဟူးကြော်လေးနဲ့တော်တော်လေးကိုလိုက်ပါရရှင်ဖြိုးတို့ကြိုသွားပေးလိုက်တဲ့မကြီးနှစ်ရည်လေးရလည်းပြစ်ပြီးတော့ပေါ့နော်စူလာပြီဆိုလို့ရှိရင်တော့ခွက်တစ်လုံးထဲကိုထည့်ပေးလိုက်မယ် ပြီးတော့လည်းရတော့အနှက်မွေအောင်လှော်ပြီးတော့ထောင်းထားတယ်။စက်သွန်ဖြူနဲ့ညှုပ်သေးစိမ့်ပဲဖြစ်ပါတယ်။ပြီးတော့လီထားပြီးသားနက်နက်ပြီးနှင်းငယ်ကိုထည့်ပြီးတာနဲ့ရတာအတွက်ကငံပြားရည်နှင်းငယ်အချိုမုံနှင်းငယ်ကိုထည့်ပေးလိုက်ပါတယ်ရှင်။ပြီးရတဲ့ဖြူကအယောင်လေးတိတ်မလားသလိုခံစားရတာနဲ့ညှုပ်သေးအချက်မုံလေးနှင်းငယ်ကိုပါထည့်ပေးလိုက်ပါတယ်။ဒီညှုပ်သေးကိုကြတော့ဖြူတို့ကိုအဆက်စားနေသလောက်ချိန်ဆပြီးထည့်ပေးနိုင်ပါတယ်နော်။ပြီးရင်တော့အားလုံးကိုသမထွားအောင်မှုသွားပေးလိုက်မယ်။နှက်သွားပြီဆိုလို့ရှိရင်တော့ရတာပေါ့ငံကိုမြည်ပေးလိုက်ပါမယ်ရှင်။ရတာလည်းလုံးဝစစ်ကြည့်ပြီးဆိုရင်တော့ ရီပေါ့နော်ဖြူတို့ရဲ့တူဟုကြောင့်နဲ့တွဲစားမယ်အချင်းလေးရတော့ရပါပြီနော်အချင်းရင်လည်းရပြီဆိုလို့ရှိရင်တော့ဖြူတို့အေးခံထားတဲ့တူဟုကိုလာကြည့်ပေးလိုက်ပါမယ်တူဟုလည်းလုံးဝအေးပြီးတော့ခဲနေပြီဆိုလို့ရှိရင်တော့သူ့ကိုအပြင်ထုတ်မယ်ပြီးရင်တော့ကိုစိတ်ကြိုက်တုံချီသေးကိုလှည့်ဖြတ်ပေးလိုက်ပါမယ်ရှင်ဖြူကတော့ဒီတဝက်ကိုပဲကြော်မယ်ပေါ့နော်ဂျန်နဲ့တဝက်ကိုကြာတော့နှုတ်နဲ့တုတ်စားမှဖြစ်ပါတယ်ရှင်ကြည့်ပါဦးသူ့ရဲ့အသားဆိုရင်လုံးဝချော်ပြီးတော့ပေါ့နော်အီအီလေးနဲ့အရန်လဲစားချင်းစရာကောင်းပါတယ်နောက်တစ်ခုကသူ့ရဲ့အသားကမာလဲမမာသွားသလိုပြော့လဲမပြော့ ြတ်သွားဘူးပေါ့နော်တော်တော်လေးကောင်းပါတယ်ရှင်ပြောတော့ဒီကြော်မာဖြစ်တဲ့အတွက်တအားရင်လည်းမထူတအားရင်လည်းမပါနေထားလေးတွေလှီထားပေးလိုက်ပါတယ်တအားထူရင်လည်းမကျွတ်မှာဆိုလို့ပေါ့နော်ခုလိုမျိုးနေထားလေးတွေလှီထားပေးလိုက်ပါတယ်ရှင်တကယ်လို့ဖြိုးတို့ကဒီတိုဟူးကြိုတဲ့ချိန်မှာတိုဟူးသားကောက်ကောင်းလည်းရရင်ကြော်ပဲကြော်စားစားတုတ်ပဲတုတ်စားစားပေါ့နော်အရင်စားကောင်းပါတယ်ပြီးတော့ဒီအလဲမှာလည်းဖြိုးကဓာရလေးပေးထားလိုက်ပါတယ်ရှင်ဒီလိုလေးပေါ့နော် ကဲဖြိုးတို့အားလုံးကိုလည်းလှည့်ပြီးဆိုလို့ရှိရင်တော့စကြောပေးရန်အတွက်စီကိုအရင်ပူအောင်တင်မယ်။စီလေးပူလာပြီဆိုလို့ရှိရင်တော့ဖြိုးတို့ခနာလှည့်ထားတဲ့တူဟုလေးတွေကိုပေါ့နော်ထည့်ပြီးတော့ကြောက်ထားပေးလိုက်ပါမယ်ရှင်။ ကြော်လိုက်ချိန်မှာဆိုလို့ရှိရင်လည်းမီးအလက်လက်နေထားလေးနဲ့နှစ်ဖက်စလုံးကအယောင်လေးရင့်လာတဲ့အထိပေါ့နော်ကြော်သွားပေးလိုက်ပါတယ်လုံးဝကျွတ်လာတဲ့အထိပေါ့နော်ဒီနေ့လောက်ဖြစ်တဲ့အချင်းရင်လေးနဲ့ဒီတူဟုကြော်လေးနဲ့တော်တော်လေးကိုလိုက်ပါတယ်အရင်လက်စားကောင်းတယ်ပေါ့နော်တူဟုကြော်လေးကဆိုလို့ရှိရင်လည်းအတွင်းသားနုနုပြင်ခွန်ကျွတ်ကျွတ်ကလေးနဲ့ပေါ့နော်အရင်စားကောင်းပါတယ်ရှင်အနက်လေးကဆိုလို့ရှိရင်လည်းမွေးနေရောဖြိုးတို့ကြော်သွားလိုက်တာတစ်ဖက်ကရဲလာပြီဆိုလို့ရှိရင်တော့နောက်တစ်ဖက်ကိုအပြန်လှန်လေးလုပ်ပြီးတော့ကြော်သွားပေးလိုက်ပါမယ် ။နှစ်ဖက်စလုံးကလုံးဝအယောင်လေးတွေရင့်ပြီးတော့ပေါ့နော်။ကျွတ်လာပြီဆိုလို့ရှိရင်တော့သူ့ကိုဆဲထုတ်မယ်။ပြီးရင်တော့စစ်စစ်ပေးလိုက်ပါမယ်ရှင်။ခဏလောက်စစ်စစ်ပြီးလို့ရှိရင်တော့ခဏကဖြူလို့ဖြော်ထားတဲ့အချိန်လေးနဲ့တွဲပြီးတော့သုံးဆောင်နိုင်ပါပြီရှင်။ကြည့်ပါအောင်သူ့ရဲ့သားလေးကဆိုကျွတ်ကျွတ်ကလေးနဲ့ပေါ့နော်။ကဲဟုတ်ဆိုလို့ရှိရင်တော့အချိန်လေးနဲ့အရန်လိုက်ဖက်တဲ့တူဟုကျွတ်ကျွတ်ကျွတ်ကလေးကတော့စားဖို့အဆက်သဖြစ်နေပါပြီရှင်။စားလို့လည်းကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးကအားလုံးအတွက်အဆက်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်။ကဲဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะ။ဒါ ါဆိုဖြိုနေဝေတဲ့တဲ့မှာဖြည့်ဆုံးကြမယ်နော်အားလုံးအပိုင်